ကဲဒါတော့ကျွန်တော်တို့မတဖန်ကားပါတော့19ရက်နေ့မနေ့ပိုင်းအတွက်နော်စပြီးတော့ကြည်မယ်ပေါ့နော်19ရက်နေ့မနေ့ပိုင်းနဲ့စကြည်မယ်ဆိုရင်ကျွန်တော်တို့သမောင်းဆုံးအနေနဲ့အဲတခွက်ပေါ့နော်ဟိုဒီတူချင်းနဲ့တွားတဲ့ဟာတခွက်ကိုအရင်စပြတူချင်းနဲ့ကဘယ်လိုစပြအောင်လဲဆိုဒီတင့်နဲ့ဒီတင့်နဲ့နော်ဒီလိုမျိုးနှစ်ဖြစ်တယ်နော်နှစ်ဆိုတာဖြစ်နေတခါ ဒီမှာဆိုရင်39ဒီလည်းကျွန်တော်နှစ်ဖြစ်တယ်เนาะနှစ်ဖြစ်တယ်တခါဒီမှာဆိုရင်84ဒီလည်းသူကနှစ်ဖြစ်တယ်เนาะ84ဒီလည်းနှစ်ဖြစ်ဒါဆိုရင်နှစ်ဖြစ်ရနှစ်ဖြစ်ရမယ်ဆိုရင်နှစ်ဖြစ်ရမယ်ဆိုရင်ဒီဒီမှာ၄ရှိတဲ့အတွက်ကြောင့်ကျွန်တော်နှစ်ဖြစ်ဖို့အတွက်ရှစ်ထည့်ရနော်ရှစ်ထည့်ရှစ်ထည့်ဆိုအစားရအဲ့တော့နောက်တစ်ခုကကြတော့ဒီအရာအောင်ပြောင်းမယ်ပေါ့နော် ောက်တစ်ခုကနောက်တစ်ခုကကြတော့ဒီမှာ30ပေါ့နော်3ညဖြစ်တယ်နော်3ညဖြစ်တယ်တရားတစ်ချမ်းနော်လုံလောက်နှစ်ဖြစ်ချင်းဒီမှာကြတော့3ညဖြစ်ချင်းဒီမှာဆိုရင်3ညဖြစ်ချင်းနော်3ညဖြစ်ချင်းနှစ်ချက်တခါဒီမှာဆိုရင်လည်း3ညဖြစ်ချင်း3ချက်ပေါ့နော်3ညဖြစ်ချင်း3ချက်ဒါဆိုရင်ဒီတူချင်းအရာ3ညဖြစ်ချင်းကျွန်တော်တို့4ချက်ဖြစ်မယ်ဆို လေးချက်ဖြစ်မယ်ဆိုဒီမှာ6ရှိတော့ကျွန်တော်တို့ကဒီမှာ1ထည့်ရနော်1ထည့်အဲ့မှာ3ညဖြစ်မယ်နော်3ညဖြစ်မယ်အဲ့တော့3ညလေးချက်ဖြစ်မယ်ပေါ့နော်နှစ်လေးချက်ဖြစ်မယ်၃ညလေးချက်ဖြစ်မယ်ဆိုရင်ကျွန်တော်81ဆိုတာရှိတယ်အဲ့တော့ဒီကောင်ကတွဲပြီးတော့ထွက်ချင်လဲထွက်နိုင်တယ်လို့8ထိတ်1ပိတ်ဆိုတာမျိုးပြီးနိုင်တယ်ပေါ့နော်81တွဲပြီးတော့ထွက်နိုင်တယ်လို့ပေါ့နော်8ထိတ်ဆိုတာမျိုးလည်းဖြစ်နိုင်တယ် အဲ့ဒါတစ်အပိတ်ဆိုတာမျိုးလဲအဲ့လိုချမ်းစီချမ်းစီပေးတာမျိုးလဲဖြစ်နိုင်တယ်နော်ရှစ်ထိပ်ပဲပေးသွားတာမျိုးလဲဖြစ်နိုင်တယ်လို့တစ်ပိတ်ကြီးပဲပေးသွားတာမျိုးလဲဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့လုံးပိုင်ကြီးပေါ့နော်လုံးပိုင်ကြီးကြီးလုံးပိုင်ကြီးမယ်ဆိုရင်ပထမဆုံးဒီ၄တုံညအဲ့လိုသိမလားပေါ့နော်ဒီကောင်နဲ့ဒီ၄တုံညနဲ့ဒီက လေးတုံညာနဲ့ဒီကအဆော်ရင်းနော်ဒီလိုမျိုးသွားမှာတော့လေးတုံညာကိုလေးတုံညာကိုရေဒီကရှိလေးတုံညာကိုရှိပေါင်းရင်ဒါဒီတိရနော်တိရတိဘဝ6တိရတဲ့တိဘဝ6အဲ့6ကဒီမှာလာပေးတယ်ပေါ့နော်နောက်တစ်ခုကြတော့ဒီမှာ1 2 4 နှစ်တည်းလေးပေါင်းတော့ခွန်ရတယ်ခွန်နဲ့ဒီက9နဲ့ပေါင်းတော့ခွန်ကိုပေါင်းရင်6 6 6ပါဝါ DID ဒီမှာပြီးတယ်ပေါ့နော်နောက်တစ်ခါညီမ639 639ဆိုတော့ကျတို့9ကိုပေါင်းရင်8 8နဲ့ဒီရတင်းနေပေါင်းတော့9ကျတော့9ပါဝါနော်9ပါဝါ4နော်အဲ့4ကဒီမှာပေးတယ်ပေါ့နော်4ဒီမှာပေးတယ် တခါကျွန်တော်မှာ18ပေါင်း18ပေါင်းလောက်3ညနော်3ညနဲ့ဒီက4ရင်ပေါင်း4နော်4ဆို4ပေါင်းပါဟိုအဲ့ဒီကိုကဒီမှာပြီးရယ်ပေါ့နော်ဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီမှာကကိုကိုပေါင်းကိုကိုလေးပေါင်းလောက်3 3နဲ့ကိုလေးပေါင်းလောက်2ဒီ2နဲ့ဒီ4နဲ့ပေါင်းတော့6နော်6နော်6ဆိုတော့6ဆိုတော့ဒီ4နဲ့ပေါင်းလောက်6နော် ်6ဆိုတဲ့ခါကျတော့6ဘာဝ1တော့1ပေါ့နော်ခုနကတော့ကျွန်တော်တို့ဒီမှာ1တလုံးတွေ့တယ်ပေါ့နော်1 1တလုံးတွေ့တယ်ပေါ့နော်1ပိုင်းတွေ့တယ်ပေါ့နော်1ပိုင်းတွေ့တယ်ခုနကတော့ကျွန်တော်တို့1ကပိတ်မှာလည်းရှိတယ်ပေါ့နော်အဲ့တော့1ကနှစ်ချက်ဆိုတာမျိုးလားတွေ့ရတယ်1နှစ်ချက်ဆိုတာမျိုးတွေ့ရတယ်နော်ကဲဟုတ်ပြီနောက်တစ်ခုကကြာတော့ပေါ့နော်ဒီမှာ3ပင်ပေါ့ တော့မြန်ဒီတင်းနဲ့တင်းနဲ့ပေါင်းခြင်းဟာကျွန်တော်နှစ်ရာနော်ဆိုနှစ်နှစ်ရက်ခန့်၄ဆိုရှိအဲ့၄ရာဟောနှစ်ရက်ခန့်၄ပေါ့နော်အဲ့၄ရာဒီမှာကြာတယ်ပေါ့နော်ဒီမှာကြာတယ်ဒါဆိုရင်ကျွန်တော်ဒီမှာ၃၉ပေါင်းခြင်းဟာနှစ်နော်နှစ်နှစ်ရက်ခန့်က၄ဆိုပြီးကြာအဲ့၄ရာဒီမှာကြာဒါဆိုရင်ဒီရှင်းလေးပေါင်းခြင်းဟာလည်းတော့နှစ်နော်နှစ်ပဲနှစ်ရက်ခန့်ကဒီမှာ၄ သုံးချိန်ကြပါလားစဉ်းစားကြရအောင်နော်ဒီမှာဒီပွဲမှာ၄ဆိုတဲ့သုံးချိန်ကြဖို့ရှိတယ်ဒီမှာက၄ပါ၄ပိုင်းဆိုတစ်ချက်လာတွေ့ရပါတော့၄ပိုင်းဆိုတစ်ချက်တွေ့ရတယ်။ဟောညာနဲ့ဖြစ်လိုက်နော်၄ပိုင်းတစ်ချက်တွေ့ပြီးတော့ဖြစ်လိုက်ပြီပေါ့။နောက်တစ်ခုကအဲလို၄နဲ့ပတ်သက်လို့ပါပေါ့နော်။ဒီမှာဒီမှာကသူက အဲကိုရှိကိုပေါအောင်နော်ကိုရှိကိုပေါအောင်ကိုရှိကိုပေါအောင်ကိုရှိကိုပေါအောင်ရင်ကကိုရှိကိုပေါအောင်တော့ဘာရလဲဆိုတော့ကိုကိုပေါအောင်ရင်ရှိရှိပါวะအကိုကိုပေါအောင်ရင်ရှိရှိနဲ့ရှိနဲ့ပေါအောင်6နော်6ဆိုတော့6ပေါအောင်က1 8ကဒီဒီကဒီပွဲမှာလာပြီးတယ်ဗောနော်ဒီပွဲမှာလာပြီးတယ် တရှင်းมาပြီးတယ်တခါတို့ဒီမှာတရှင်းมาပြီးပြီးတော့ဒီမှာဒီ၄ရယ်ဒီက၉တရပေါ့၄၉တပေါ့เนาะဒီเนาะ၄၄ရပေါ့ဟာကိုအဲ့ဒီကိုကဟာဒီဘွဲမှာလာပြီးတယ်ပေါ့เนาะဒီဘွဲမှာလာပြီးတယ်တခါကျွန်တော်ဒီရ9နဲ့ဒီရ9နဲ့ဒီရ1လေးနဲ့ပေါင်းတော့လေကျွန်တော်ဗာရလဲဆို4ရယ်နော်4ပဲ4ပါဝါ9ဒီ9ကကျော်ဒီမှာဒီပွဲမှာလာပြီးတယ်ဒါဆိုရင် ဒီကကျင့်နေရက်တင်နေဒီကလေးလေးနဲ့ပေါင်းဒါဒီလဲ9ပဲနော်9ဆိုတော့9ပါဝါကျွန်တော်၄အဲ့၄ကကျွန်တော်ဒီဘွဲမှာလာပြရမယ်နော်ဒီဘွဲမှာလာပြရဒါဆိုရင်ခုနကတော့4ပါအခုလည်း4ပါနော်4ပါရနှစ်ချက်တွေ့ရတယ်နော်4ကြာနိုင်ကြီးရှိတယ်ဒါ4ပါနော်နှစ်ချက်လာတွေ့ရတယ်နော်ကဲနောက်တစ်ခုကကြတော့အာဒီမှာပဲကျွန်တော်ကြည့်ရအောင်နော်ဒီမှာကြည့်မယ် နောက်တစ်ခုကကြတော့ဒီမှာရောင်တွေထပ်နေတော့စိမ့်နဲ့ပြရမယ်နော်စိမ့်နဲ့ပြရမယ်ဆိုတော့သူကကြတော့ဒီတည့်ရယ်ကိုးရယ်ဒီရှိပေါ့နော်ဒီကိုးရှိပေါ့နော်ဒီကိုးရှိပေါင်းခြင်းကကျွန်တော်တို့ရှိရနော်ရှိရရှိရနှစ်ခက်ကဒီအဲ့ဒီက ဒီပွဲမှာလာပြီးတယ်ဗောနော်ဒီပွဲမှာလာပြီးတယ်တခါတို့ဒီ3ရေဒီ2ရေဒီ6ရေဗော3 2 6ဗောလို့2เนาะ2ဆိုတော့2ရေနှစ်ခတ်တို့4အဲ့4ဟာဒီပွဲမှာလာပြီးတယ်ဗောနော်တခါဒီ6ရေဒီ6ရေဒီ9ရေเนาะဒီ9ရေ9 9ဗောလို့8 8နဲ့8နဲ့ဗောလို့6 လွချောချောင်းနခက်ကိုကချောင်းနခက်ကိုကကျော်ဒီဘွဲမှာလာပြီးတယ်ဗျနော်ဒီဘွဲမှာလာပြီးတယ်ဒါဆိုရင်ကျတော်ဒီမှာ၄ရေခွန်ရေတည်ရေနော်၄ခွန်တည်ပေါင်းခြင်းဟာကျွန်တော်တို့200နော်200နခက်200နခက်ကကျွန်တော်400ကျော်ဒီမှာဒီဘွဲမှာပေးရမယ်၄ဘိုင်ဗျနော်ဆိုတော့ဒီမှာ၄ဘိုင်ကကျွန်တော်3ချက်ယူစားလို့ရတယ်ဗျနော် ီမှာ၄ချနိုင်ကြီးရှိတယ်ဒီမှာ၄ပိုင်၄ပိုင်ပေါ့နော်ဆိုတော့၄က၃ချက်တွေ့ရတယ်ပေါ့နော်တတိယ၃ချက်တွေ့ရပြီကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နောက်ထပ်ဘာတွေထပ်ရှိအောင်မလဲပေါ့နော်ကြည့်မယ်ဘာတွေထပ်ရှိအောင်မလဲဆိုရင်ဒီမှာတော့နည်းတော်တော်ရှုပ်သွားအခုက၄ပိုင်ပေါ့နော်ပထမဆုံးတော့ကျွန်တော်တို့ကတရှိအာဒီရှစ်ထိပ်ဒီပိတ်ပေါ့နော်ပထမဆုံးတော့ရှစ်ထိပ်အာဒီပိတ်ပေါ့နော်ဒီပိတ်ရှိတယ် ပြီးတော့ကြတော့ကျွန်တော်၄ဘိုင်ရကျွန်တော်၄၄၄ဆိုပြီးအသုံးချက်တွေ့နောက်တစ်ခုနောက်တစ်ခုကကြတော့၁၁ဘိုင်ပေါ့နော်၁ဘိုင်ဆိုတော့ကျွန်တော်ပြခဲ့ပေါ့နော်အဲ့တော့၈ထိပ်ရှိလို့၈အပါပေါ့၁ထိပ်၁ဘိုင်ရှိတယ်၁ဘိုင်ရှိနော်၄ဘိုင်ဆိုဒီမှာက၈ရယ်၁ရယ်၄ရေဆိုတာအချက်ကိုတွေ့ရပါတော့၈၁၄ဆိုတဲ့၃လုံးခဏ၃လုံးတွေ့ရတယ်เนาะဒီဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့ဘာလို့ရှင်းအောင်မလဲပေါ့เนาะ ်ဗာရီချုံးမဲဆိုရင်ကျော်တို့ဒီမှာပေါ့နော်ဒီမှာကကျော်တို့တဲ့ဒီကိုကိုရှင်းနေပေါ့နော်ဒီကိုရဲ့ဒီရှိရဲ့ဒီနေ့ပေါ့ကိုရှင်းနေပေါ့ကိုရှင်းနေပေါင်းရင်ကဒီလိုတော့ပေါ့နော်ကိုရှင်းနေကိုရှင်းနေပေါ့နော်အဲ့လိုတော့တော့ပေါ့ ကိုရှင်းနေတော့လုံးပေါင်းခြင်းကသူက900နော်900ကိုရဲ့နှစ်ခါကသူက6ဒီ6ကဒီဘွဲမှာစကြရနော်ဒီဘွဲမှာစကြရနော်6ဆိုစကြရတယ်နော်အဲ6ဆိုရဲဝင်မှာကြဒီ6ကြရနော်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဒီ4ရယ်ဒီ6ရယ်နော်ဒီ6ရယ်ဒီ6ရယ်ဒီ6ရယ်ဆိုတော့ ဒီ၆ရှိတဲ့ရှိရနော်ရှိရတဲ့ခက်ကတိရအဲ့တိကဒီမှာကြရနော်တခါဒီမှာကအဲဒီနှစ်ရဒီ၉ရဒီတိရပေါ့နှစ်၉တိပေါင်းတော့၂ရနှစ်နဲ့ခက်ကနှစ်ရနဲ့ခက်ကကျွန်တော်၄ရအဲ့၄ရနော်ဒီမှာလာကြရနော်အဲ့ဒီ၄ပေါ့နော်ခုနကတော့ဒီတိနော်နော်ဒီမှာကြရတယ်အဲ့တော့ဒါဆိုရင်ကျွန်တော်ဒီ၆ရဒီတိရ ီ9ရေ6တဲ့ကိုပေါင်းလို့6เนาะ6ရဲ့နှခက6ရဲ့နှခကတို့ကိုအဲ့ဒီကိုကဒီမှာကြတယ်เนาะကိုဒီမှာကြဒါဆိုရင်ဒီနေ့ပွဲအတွက်ဆိုရင်နှစ်ဖန်မနဲ့ပွဲတယ်ဆိုရင်1ရေ4ရေ1ရေ4ရေဒီက sorry sorry เนาะ1ဒီက4ရေပေါင်းညာဒါဒီ9ကိုเนาะကိုကိုရဲ့နှခကဒီကျွန်တော်6ရပါเนาะ6ရပါ 6ဒီပွဲမှာကြာပြရမှာနော်ကိုယ်ရဲ့နှက်6ဒီပွဲမှာကြောင်းကြာပြရမှာနော်ဒါဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်နောက်ထပ်တစ်ခုနော်ကိုယ်ရဲ့နှက်6ဒါဆိုရင်6ဘိုင်ကဒါတွေ့တယ်နော်6ဘိုင်ဆိုတဲ့ချက်ဒါတွေ့ရဲ့ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုကကြာတော့ပါပဲပေါ့ဒီမှာနည်းနည်းရှုပ်နေမှာပြီနော်ရှုပ်နေဒီမှာ6ဘိုင်ဆိုတာလေးတစ်ခုပဲကျွန်တော်ရေးထားလိုက်တော့နော်6ဘိုင်ဆိုတာလေးတစ်ခုပဲရေးထားလိုက်မယ် 6ပဲရှိနော်ဟုတ်ပြီအဲဒါဆိုရင်နောက်တစ်ခုမနော်နောက်တစ်ခုကကြတော့ဒီမှာအနီနဲ့ပဲပြရမယ်တော့ဘယ်လိုလဲဆိုရင်ဒီလေးရယ် sorry ဒီရမြင်းနဲ့တော့ရပါလေးရယ်3ရယ်9ရယ်ပေါ့ဒီတော့ကိုပေါင်းခြင်းက6နော်ဒီတော့ပေါင်းရဲ6ဆိုတော့6 6ပါဝါက10 10ဆိုတော့ဒီပွဲမှာဆို တစ်ရှစ်ဆိုတာပြီးတော့ဒီတစ်ကဒါဆိုရင်နောက်တစ်ခုကကြတော့ဒီမှာနှစ်ရှစ်ပေါင်းတော့30ဒီအလင်းနဲ့ပေါင်းတော့14เนาะ14ဆိုတော့4ပေါင်းอ่ะကိုအဲ့ကိုကဒီဝမ်းမှာလာပြီးရပါเนาะကိုလာပြီးဒါဆိုရင်နောက်တစ်ခုတော့ဒီမှာ6 4ပေါင်းတော့30 30ပြီးတော့ရကိုနဲ့ပေါင်းကိုဟောကိုဆိုတော့ကိုပေါင်းอ่ะကျွန်တော်4အဲ့4อ่ะဒီမှာကြတယ်เนาะဒါဆိုရင်ကျွန်တော်ဒီမှာ1 2 3 4 9ပေါင်းတော့10ဒီရက်ပေါင်းတော့17 17နော်ဒီဆိုတော့တစ်ပါဝါ6နော်အဲ့6ကဒီဘွဲမှာကြာပြီဒီဘွဲမှာကြာပြီနော်ဒီဘွဲမှာကြာပြီဒါဆိုရင်ဒီမှာ6ပိုင်းဆိုတာ2ချက်6ပိုင်းတစ်ခုရှိတယ်နော်ဒီမှာ6ပိုင်းဒီမှာ6ပိုင်းနော်အဲ့တော့ဘိုင်းတွေကိုကြည့်မယ်ဒီအဲ့ဒါတွေကိုကျွန်တော်တွဲမယ်ဆိုရင်ကျွန်တော်တို့ shit sorry shit တဲ့ထည့်ပါနော် စ်ထိတ်ရှိတယ်နော်တိဘိတ်ရှိတယ်တိဘိတ်ရှိတယ်မြင်ရတာအယောင်ပြောင်းပါတယ်တိဘိတ်ရှိမယ်ရှင်းထိတ်ရှိမယ်နော်ပြီးတော့တိဘိတ်ရှိမယ်ပြီးတော့တိဘိုင်ရှိမယ်နော်တိဘိုင်ရှိမယ်ပြီးတော့၄ဘိုင်၄ဘိုင်၄ဘိုင်ဆိုပြီးရှိမယ်နော်၄ဘိုင်ဆိုပြီးရှိခါဦးကြတော့6ဘိုင်6ဘိုင်ဆိုပြီးရှိတယ် အဲ့တော့8146ဆိုတာကိုကြွေးထိုးရမလားဗောနော်8146ဆိုတော့ခဏလေးလုံးရတော့နော်အဲ့ကောင်ကြွေးထိုးရမလားဒါမှခဏတွဲရမလားဗောနော်အဲ့တော့တွဲမယ်ဆိုရင်ရှာဗောနော်တွဲရင်တွဲလို့ရတယ်ဟိုခဏကြွေးကြွေးတာပဲကြွေးကြွေးကြည့်လိုက်ဗောနော်အဲ့လိုမျိုးဗောနော်အဲ့တော့ကျွန်တော်ခဏတွဲမယ်ဆိုရင်ခဏတွဲမယ်ဆိုရင်8 ဒီ၄၆ကိုခွေးမယ်ဆိုရင်၈၁ဆိုတော့ခုနကတော့ဒီကွယ်ကောင်းပုံစံမျိုးပေါ့နော်ပြီးတော့၈၄ရှိချောက်ထူလာရှိမယ်နော်ပြီးတော့၄တရှိမယ်ပြီးတော့၄ချောက်တို့အောင်ရှိမယ်ပေါ့နော်၄တ၄ချောက်နော်ရှိမယ်၄တ၄ချောက်ရှိမယ်ပြီးတော့အာ၈ချောက်ရှိမယ်အဲဂျန်နာကကျွန်တော်တို့၈ချောက်နော် ဒါလေးလုံးခွေလို့ရတယ်8146ခွေเนาะအဲ့ထဲမှာမှာ87เนาะဘူဘီအကောင်းတယ်ဗောနော်အောက်ကြတော့တင်းနဲ့ဘတ်တော့ဒီမှာကဟိုဟာကြီးဂျန်အောင်ပဲเนาะ61တူပါလို့ဒါနေမှာ86ကနေကထပ်နေเนาะငန်ဂျန်တာကကျွန်တော်67ဂျန်တာဗောနော်67တို့ပါလို့ဒါကျန်တာပေါ့နော်ဟော၈၈၄၈၆ရှိမယ်၈၄၈၄၈၆ရှိမယ်၄၄ ေး6ရှိမယ်ပြီးတော့6တိရှိမယ်နော်ဒါပါပဲနော်12ခွက်ကိုရအဲအဲ့ခါကျတော့ဒီ8တိ8 4 6 4 6ထဲကကျွန်တော်တို့ကပို့ပြီးတော့ခြိုက်တာပေါ့နော်ဒီ8နဲ့အဲ8 4 8 4နဲ့8တိနဲ့နော်အဲ့နှစ်ခုပို့ပြီးတော့ခြိုက်တယ်နော်8 8 8တိတိပိနဲ့ဆိုတဲ့မှာဆိုရင်တော့6ကိုပြီးတော့ကျွန်တော်တို့လေးတက်နော်လေးတက်ပူကြီးကြိုက်တယ်ဟုတ်ကဲ့ဒါတော့ဒီ6 6တို့ဘာလို့ဘာလို့ ဒူမိန်းတော့ပဲကစားတဲ့နော်ရှီချောက်တို့လေးချောက်တို့ဒါယူထုအနေနဲ့တော့ပဲကစားတဲ့နော်ဒီမှာရှစ်တည်းရှစ်လေးလေးတည်းပေါ့နော်အဲ့ဒီသုံးခွက်ကိုတော့ပိုပြီးတော့ဦးစားပေးကစားတဲ့နော်84လေးလဲပူကောင်းနေပေါ့နော်81ဆိုတော့81ကတော့ရှစ်ပိတ်ကိုရှစ်ထိတ်ကိုဒီပိတ်ကို တွဲပြီးကြမယ်ဆိုတော့81ပူပြီးအားကောင်းပါလေကဲအားလုံးပဲကံကောင်းကြပါစေ